စကိုင်းတိုင်းကနေမြို့နယ်အတွင်းကကျေးရွာခုနှစ်ရွာကိုစစ်တပ်ကဧပြီလ၁၄ရက်နေ့မှာလေကြောင်းကနေအကြိမ်ရေအတွက်အများပြားဘုံကျဲခဲ့တယ်လို့ကဏီဒေသခံတွေကပြောပါတယ်။စစ်တပ်ကလေကြောင်းကနေ Y12 အမျိုးအစားအပါအဝင် Jet Fighter MI35 ဒုံးနဲ့စစ်တပ်လေထီတွေနဲ့ပါဘုံကျဲပစ်ခတ်တိုက်ခိုက်နေတာလို့ဆိုပါတယ်။ကောင်းကင်မှာလေရင်တွေအများပြားပြန့်တန်းနေပြီးအခုကျဲနေတဲ့နေရာတွေကငါဖြက်ရွာမုထော်အရှေရွာမုထော်အနောက်ရွာ ၊နှက်ကြီးရွာ၊တမင်ကျန်ရွာ၊ရွာသားရွာ၊စုလေကုန်းရွာတွေဖြစ်တယ်လို့ကနေမြို့နယ်ဒေသခံသတင်းရင်းမြစ်ကပြောပါရယ်။အခုလိုစစ်တပ်ကဘုံကျဲတက်ခိုက်လို့ကိုရင်တပါးနဲ့အမျိုးသမီးတဦးသေဆုံးခဲ့ပြီးခလေးတွေနဲ့တကြံကာလဥပုပ်စောက်တည်တဲ့သူအများပြားလဲတရားရရှိခဲ့တယ်လို့တမင်ကျန်ဒေသခံတယောက်ကပြောပါရယ်။ဒါပြင်မုထော်ရှေကအမျိုးသမီးတယောက်တည်ပြီးနှက်ကြီးရွာကစာတင်ကျောင်းပေါ်ကိုလည်းဘုံကျဲသွားတဲ့အတွက် စာသင်ကျောင်းပျက်စီးသွားတယ်လို့ကနေမြို့နယ်ကြောက်လုံကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူကပြောပါရရှင်။